ဒီကနေ့ဧပြီလ18ရက်နေ့အထိနောက်ဆုံးရရှိထားတဲ့ငလင်ကြောင်ထိခိုက်သေဆုံးမှုတွေနဲ့ငလင်ထူကြသတင်းတွေအကြောင်းကိုသိနိုင်ဖို့သတင်းရယူတင်ဆက်ပေးနေတဲ့ DV ရဲ့သတင်းတော့မောင်မြတ်သတင်းကိုတိုက်ရိုက်ဆက်သွယ်မိမြန်သွားပါမယ်။ဟုတ်မင်္ဂလာပါမကြီးအဒီကနေ့ဧပြီလ18ရက်နေ့ထိရရှိထားတဲ့ငလင်ကြောင်ထိခိုက်သေးဆုံးသူဦးရေဟာဘယ်လောက်ရှိပြီလဲရှင် ဟုတ်ကဲ့ပါရှင်။ Bachelor 28ရည်နီကလှုပ်ခတ်ခဲ့တဲ့သခိုင်းငယ်လင်ဟာဒီကနေ့ April 18ရက်နေ့ဆိုရင်ရပောင်း20ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ဒီကနေ့ April 18ရက်နေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအထိ DVB data တင်းကကောက်ယူထားတဲ့စီးရင်တွေအရဆိုရင်တည်ဆုံးသူစုစုပေါင်း4410ရောက်တန်ရရသူက11366ရောက်ရှိပါတယ်။အဲဒီရေအတွက်ကတော့ DVB ကလလန်းမီတာကောက်ယူထားတဲ့စီးရင်တွေဖြစ်ပြီးတော့ဗောနော်မြေပြင်နဲ့ကွဲလွဲမှုရှိနိုင်ပါတယ်ရှင်။ ဟုတ်ကဲ့ပါနောက်တစ်ခုကဒီနေ့နောက်ဆက်တွဲငလင်းနေထပ်လုပ်တယ်လို့လည်းကြားသိရပါတယ်။ဘယ်ဒေတာတွေမှာလောက်တာလဲဆိုတာပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ပါဒီကနေ့မြန်မာနေဆန်းတရက်နေ့ April 18ရက်နေ့မနက်ပိုင်းမှာပေါ့နော်။မန္တလေးမြို့မြောက်ဘက်14ကီလိုမီတာပေါ့မိုင်အားဖြင့်9မိုင်ခန့်အနီးမှာပေါ့နော်။မြေအနက်6မိုင်ခန့်ကိုဗဟိုပြုပြီးတော့ပြင်းအား၄.၅နဲ့လှုပ်ရှားခဲ့တယ်လို့ American မြေငလင်တိုင်းနိုင်ဌာန USGS မှာဖော်ပြထားပါတယ်ရှင်။ဒီငလင်ကမန္တလေးမြို့ကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တာဖြစ်တဲ့အတွက် ဒီမန္တလေးမြို့မှာဒီနောက်ဆက်တွဲငလင်ကိုပြင်းပြင်းထန်ထန်ခန်းစားခဲ့ကြရပါတယ်။အဲဒီလိုပြင်းထန်အောင်ခန်းစားလိုက်ကြရတဲ့အတွက်ပေါ့နော်မန္တလေးမြို့ကဒေသခံတွေကငလင်လှုပ်ခတ်နေတော့ကြောက်လန့်တကြအဆောက်နေတဲ့အဆောက်အုံတွေတဲကနေထွက်ပြေးခဲ့ကြရပါတယ်။အဲနောက်ပြီးတော့ပေါ့နော်အဆောက်အုံတွေထပ်ပြီးပြိုကျမှာကိုလည်းအထူးစိုးရိမ်နေကြပါတယ်ရှင်။နောက်ပြီးတော့သခိုင်းမြို့မှာဧပြီလ15ရက်နေ့ကမိုးရွာသွန်းခဲ့ပြီးတဲ့နောက် ငလင်ကဲဆယ်ရေးစခန်းတွေမှာမိုးရွာပြီးတော့ရေနှင်းမြုပ်ခဲ့ပါတယ်။အဲလက်ရှိမှာတော့ရေပြန်ကျသွားပြီဖြစ်ပေမဲ့ရွှင်းဘွက်တွေကြံခဲ့ပြီးတော့အခက်ခဲတွေကြုံတွေ့နေရပါတယ်။အဲနောက်ထပ်မိုးများလာမှကိုလည်းဒီသခန်တွေကစိုးရိမ်နေကြပြီးတော့ရေလွတ်တဲ့အမြင့်စင်တွေလိုအပ်တယ်လို့ဒီသခန်တွေက DBB ကိုပြောပြခဲ့ပါတယ်။ နောက်ထပ်ပေါ်တော့ဒီနောက်ဆက်တွဲငလင်တွေကနေပြည်တော်နဲ့ဘကူးမှာလည်းဒီကနေ့မှာလှုပ်ခတ်ခဲ့ပါသေးတယ်။ဒီမနက်9နာရီခွဲကျော်လောက်ကပြင်းအားရစ်တာစကေး3.2ရှိတဲ့မြင်းငလင်တစ်ခုဟာနေပြည်တော်လေဝဲမြို့ရဲ့အနောက်မြောက်ဘက်ရှစ်မိုင်ခန့်အကွာကိုဗဟိုပြုတ်ပြီးတော့ ှုပ်ခတ်သွားခဲ့ပါတယ်။အဲမနက်၄နာရီ၆မိနစ်ကျော်လောက်မှလည်းပဲခူးတိုင်းရေတားရှိမြို့ရဲ့အနောက်နဲ့အနောက်တောင်ဘက်26မိုင်ခန့်အကွာအနက်10ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားပမာဏ3.1 Richter scale ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့ပါသေးတယ်။အင်အားပြင်းငလင်လှုပ်ခတ်မှုအပြီးဒီကနေ့ April 18ရက်နေ့မွန်းလွဲပိုင်းအထိပေါ့နော်နောက်ဆက်တွဲငလျင်အကြိမ်140အထိလှုပ်ခတ်ထားတယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလားပိတာညွှန်ကြားမှုဦးစီးဌာနကလည်းထုတ်ပြန်ထားပါသေးတယ်ရှင်။ ုတ်ကဲ့ပါမနောက်ဆုံးအနေနဲ့ဒီငလင်နောက်ဆက်တွဲအခြေအနေနဲ့ပတ်သက်ပြီးတော့ဘလို့ထူးခြားသတင်းတွေရောရှိအောင်မလဲရှင်အော်ဟုတ်ကဲ့ပါရှင်အမျိုးသားညွေဆိုရ NUG ကပေါ့နော်မြို့နယ်40ကျော်ကငလင်ဘေးသင့်အိမ်အောင်စုတွေအတွက်ကြက်တန်းပေါင်း2300ကျော်ထောက်ပံ့နေတယ်ဆိုပြီးတော့ဒီ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအနေဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနစီကနေသိရပါဗျ။အဲဧပြီလ15ရက်နေ့ ်အထီစင်းတွေအရာဆိုရင်ပဲခူးတိုင်းက9မြို့နဲ့မန္တလေးတိုင်းကမြို့နယ်20နေပြည်တော်က6မြို့နယ်စကိုင်းတိုင်းက10မြို့နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းက2မြို့နယ်ကအိမ်ဆောင်စုပေါင်း926ကိုထောက်ပံ့နေတယ်လို့လည်းသိရပါဗျ။အဲဒီကနေ့ဟာဆိုရင်ပေါ့နော်မြန်မာနှစ်စံတည်းနေလည်းဖြစ်ပါတယ်အငလင်ကြောင့်အပြစ်ခတ်ရက်မယ်လို့စစ်ကောင်စီကကြေညာထားပေမဲ့လည်းပေါ့နော်ဒီအပြစ်ခတ်ရက်မယ်လို့ကြေညာထားပြီးနောက်ပိုင်းပေါ့ဒီ စင်စက်မပြတ်ပေါ့နော်ဒီလေချောင်းကနေတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပါတယ်နောက်ပြီးတော့မြမာတွေရဲ့မဟာတကြံကာလကုသိုလ်ပြုချိန်မှာ စစ်ကောင်စီကနေဖုန်ကြီးကျောင်းတွေအပါအဝင်ဘာသာရေးအဆောက်အအုံတွေကိုရည်ရွယ်ချက်ရှိရှိလေကြောင်းကနေတိုက်ခိုက်မှုတွေလှုပ်ဆောင်နေပါတယ်ရှင်။အဲ DVB ကကောက်ယူထားတဲ့ချက်လက်တွေအရတကြံအကျိုးနည်းကနေအတက်နှစ်အထိဘာသာရေးအဆောက်အအုံ၈ခုကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးတော့တန်ဃာတော်တွေအပါအဝင်၉ယောက်သေဆုံးက31ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ရှင်။အဲဒါနဲ့တစ်ဆက်ထဲမှာပဲဒီကနေ့မြန်မာနိုင်ငံတရက်နေ့မှာစစ်ကောင်းဆောင်က မြန်မာတနိုင်ငံလုံးတိုင်းတန်နဲ့ပြည်တန်ကြခံနေရသူ၄000ကျော်ကိုလူငယ်ချင်းသာကွင်းနဲ့ပြန်လွှတ်ပေးမယ်လို့ဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်။အဲမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကတော့ပေါ့နော်ဒီကနေ့နေ့လယ်ပိုင်းအထိနိုင်ငံရေးအကျဉ်းသား22ယောက်ပဲလွတ်မြောက်သေးတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဟုတ်ကဲ့ပါအခုလိုဖြေကြားပေးတဲ့အတွက်မမျက်စိစဉ်ကိုကျေးဇူးများတင်ပါတယ်ရှင်။ဆက်လက်ပြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။